စကားပြီးသားများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုစီးကိန်းပြိုင်ပွဲမှာတော့မြန်မာအမျိုးသမီးတင်းအားအုပ်စုအဖွဲ့ဘွဲစင်မှာဖိလစ်ပိုင်အသင်းကို2-1နဲ့အနိုင်ရပြီးတော့ရမှတ်3မှတ်စတင်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပါပြီအဲ့တော့မြန်မာအမျိုးသမီးတင်းရဲ့ဒီခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ပွဲပေါ်မှာကျွန်တော်တို့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်မှာတော့ကိုစိုးညီနဲ့အတူကောင်းထက်ကပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကိုရွေးဟုတ်မင်္ဂလာပါဗျာကဲအမျိုးသမီးတင်းကတော့ဒါအုပ်စုအဖွဲ့ဘွဲကတော့လှပါခဲ့ပြီနော်ဖိလစ်ပိုင်ကို2-1နဲ့အနိုင်ရခဲ့တယ် ခြေစွမ်းမအရာအားရစရာလေးတွေမြင်ရသလိုအချို့အပိုင်းလေးတွေမှာလည်းလိုအပ်ချက်လေးတွေရှိတာတွေ့ရတယ်။ဘာပြောပြောဒါအဖွင့်ပွဲဆိုတော့အရေးပါတဲ့နိုင်ပွဲကိုယူနိုင်ခဲ့တယ်။ဒီအုပ်စုမှာလည်းနောက်ထပ်ပိုခက်ခဲတဲ့ပြိုင်ဘက်တွေကလာအောင်မယ်ဆိုတော့ဒီအဖွင့်ပွဲစဉ်မှာဖိလစ်ပင်းအသင်းကိုအနိုင်ရခဲ့တဲ့မြန်မာအသင်းရဲ့ခြေစွမ်းတဲ့ပတ်သက်ပြီးတော့ကိုစိုးညင်းအမြင်လေးစာပြီးပြောပြပါဦးမြတ်။ကျွန်တော်တူတူနဲ့မြင်ရတော့အဖွင့်ပွဲစဉ်မှာနိုင်လိုက်တယ်ဆိုတာတဲ့အဓိကအုပ်စုတွင်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ဒီဖိလစ်ပင်းအသင်းကိုတကယ်ကိုကြကုတ်ကြခဲကစားပြီးခက်ခက်ခဲခဲကစားပြီးအနိုင်ရလိုက်တဲ့အတွက် ခုချိန်မှာအရန်ဝမ်းသာပါတယ်ဒီမြမအမျိုးသမီးအသင်းအတွက်လည်းဂုဏ်ယူပါတယ်ဟုတ်ကဲ့ပါတကယ်လည်းဒါရသွားတဲ့ကိုကလည်းလူစားဝင်ကစားသမားမေထက်လူကသွင်းတာပါနော်မေထက်လူကဒီမြမအမျိုးသမီးအသင်းအတွက်တကယ်ကိုပြိတ်သက်အခိုင်အမာရှိထားပြီးတော့ပြိတ်သက်အချစ်တော်ကစားသမားပြီးတော့အသင်းနဲ့လည်းပူးပေါင်းတာမကြသေးဘူးသူအမေရိကနေတက်ရိုက်ထိုင်းဝင်လာပြီးပူးပေါင်းပြီးမှဒီလိုလူစားဝင်ကစားတဲ့အရေးပါတဲ့အနိုင်ကိုသွင်းခဲ့တယ်ဆိုတော့တကယ်ကိုမြမအမျိုးသမီးဒီပြိတ်သက်ဒီအားလုံးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပျော်ရွှင်မှုရခဲ့တဲ့ပွဲလို့လည်းပြောလို့ရပါအဲ့တော့ ဒီပွဲနဲ့ပတ်သက်ပြီးတော့အကောင့်ထက်ရဲ့အမြင်လေးပေါ့ဒီနိုင်ပွဲပေါ်မှာတို့ရဲ့ခြေစွမ်းပေါ်မှာလည်းပြောပြပါဦးဒီအသင်းကဒီပုံနဲ့မြန်မာမျိုးသမီးအသင်းအနေနဲ့ပတ်သက်နောက်ပိုင်းမှာပြည်သက်အားပေးမှုတော်တော်များလာတယ်ဒီအသင်းကလည်းတိုးတက်မှုအမြင့်ဆုံးအခြေအနေမှာရှိတယ်ဘောတော့အသင်းလိုက်စုဖွဲ့မှုတွေကျွန်တဲ့ပေါင်းစပ်မှုတွေကစားကွက်အဲ့လိုဘာသာတိဆောက်တာတော့ကျွန်တော်အရှင်းမပြောခဲ့ပြီးသွားပြီဖြစ်တယ်အဲ့တော့ဒီအသင်းနဲ့ပတ်သက်မျှော်လင့်ချက်အရင်မြင့်တယ်မြင့်တဲ့အတွက်ကြောင့်ဒီအသင်းကိုကျွန်တော်တို့တခုဖြစ်စေခြင်းတယ်ဖြစ်စေခြင်းခဲမှလည်းတို့ကတမိုင်းမှတ်တိုင်တခုကျွန်တော်တို့ရမှာပေါ့နော် အထူးပဲစီးကိန်းမှာကာလာဝင်သားမျိုးကာလာဆိုတာထက်ကျွန်တော်ကရွှေရစီနေတာပေါ့အဲ့လိုဝင်သားမျိုးဖြစ်စေခြင်းတယ်အဲ့လိုဝင်သားမျိုးဖြစ်စေခြင်းတယ်ဆိုလို့ရှိရင်တော့ဖိလစ်ပိုင်နဲ့ပွဲရလို့ခြေစွမ်းမျိုးနဲ့တော့မရအောင်ကစားပုံနဲ့မရအောင်ဒါတော့ကျွန်တော်ပုံမှန်လေးလေးပဲပြောပြကျွန်တော်နိုင်သွားတာမှန်တယ်ဒါပေမဲ့တသိန်းလုံးကစားပုံကိုခြုံပြီးကြီးလိုက်မယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေအများကြီးပဲကစားကွက်တင်မရအောင်အတင်းလိုက်ဟန်ချက်ပျောက်ဆုံးနေတယ်အထူးသဖြင့်ကွင်းလန်မှာပြန်ကျွန်တော်တို့ဘောလုံးကိုကင်ကစားရလားဒါမှမဟုတ်ဘလို့ကစားပုံမျိုးနဲ့ကစားနေရလဲပေါ့နော်နောက်တစ်ခုကကျွန်တော်ဖလစ်ပိုင်ကျွန်တော်တို့ဒီပါဝါရမရှင်နိုင်ဘူး ရှင်နိုင်တဲ့အတွက်ကျွန်တော်တို့အခြားဒီစနစ်ပိုင်းဆိုင်ရာနဲ့ကျွန်တော်တို့ဒါပွဲကိုချဉ်ကပ်ခဲ့တာတော့တွေးရတယ်ဒါပေမဲ့အတင်းလိုက်ကစားဦးမှာအားရကျေလက်လောင်ကောင်းလားဆိုတော့မကောင်းဘူးဂိုးရသွားတဲ့အရာတွေကလည်းကျွန်တော်တို့ဒီမိနစ်60လုံးကိုပြန်ပြီးတွက်ကြည့်မယ်ဆိုလို့ရဂိုးရနေတဲ့အခြေအနေဘယ်လိုရှိလဲပြီးဂိုးရနိုင်မှုဒီခွန်အားဆိုင်ထုတ်ပြီးဖန်တီးနေတဲ့ကစားကွက်ပြီးတွားနေတဲ့ကစားလမ်းကိုဒီဘလုံးလမ်းကြောင်းတွေဂိုးရနိုင်ချေရှိအခြေအနေတွေဘယ်လောက်ရှိလို့ပြန်တွက်ကြည့်ရတဲ့အခါမှာကျွန်တော်တို့တော်တော်အားနေတယ်ဒီရသွားတဲ့ဂိုးနှစ်ဂိုးကတော့ဒါတူးချင်း scale ပိုင်းအရာ ပင်လက်ကြီးရရတော့ရခိုးရလို့မြင်တယ်အဲ့တော့စီကိန်းမှာကျွန်တော်တို့ရွှေရကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အုပ်စုတက်မှာနောက်ထပ်ပြန်ပတ်အဓိကပြန်ပတ် BNN ကြံသေးတယ်ပြီးလို့ရှိရင်မလေးရှားအကြောင်းကိုကျွန်တော်တို့ဘာမှအသိမသိဘူးဒါမလေးရှားကလည်းလက်ရှိမှာအင်ဖြစ်အသင်းတသင်းထတ်တော့မကားတော့တဲ့အခြေအနေရှိလာတယ်အဲ့တော့ရွှေလာကျင်တယ်ကာလာဝင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီကစားပုံနဲ့မင်းရဘူးနောက်ပွဲမှာကျွန်တော်တို့ပူကောင်းဘူးပူကောင်းနဲ့အသင်းလိုက်ဒီစူးစီးမှုကစားကွက်တိဆောက်ပုံဒီပွဲတော်ချင်းကပ်ပုံတွေမြင်ရတာလို့ပြီးနောက်တစ်ခုကမေထက်လူမေထက်လူက တီ training တောက်လျှောက်မလုပ်ဘဲနဲ့သူအမေရိကန်နဲ့တောက်လျှောက်လာဘူးပေါင်းတာအဲ့လိုကစားသမားမျိုးဝင်လာပြီးတော့ပွဲဖြေအပြောင်းလဲလုပ်သွားရဲဆိုတာအတင်းလိုက် bay out မှာအများကြီးလိုအပ်ချက်ရှိနေတာကျွန်တော်တစ်ဖက်ပြင်ချင်းပေါ်လွင်နေဒါတွေတော့ကျွန်တော်တို့ပြင်ဖို့လိုတယ်ဟိုနိုင်နေတဲ့အချိန်မှာဟိုမရှိရှိအာနေချက်တွေကိုရှာပြီးပြောနေတာတော့မဟုတ်ဘူးဒါပေမဲ့မြင်းကောင်းခွာလိုက်မဖြစ်ဖို့တော့လိုတယ် ငတိုင်းများကြီးဟင်းအောင်တော့မင်းကောင်းခါလေးမဖြစ်တော့ဘူးလို့အဲ့လိုအခြေအနေတွေရှောင်လဲဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပွဲကကျွန်တော်တို့ဘယ်ဟာတွေမှားနေလဲဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတာကိုကောင်းကောင်းကြီးမိမောင်းထုတ်ပြသွားတယ်ဒါကိုကျွန်တော်တို့ပြင်ုံပြင်ရလိမ့်မယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒီမြန်မာသင်းရဲ့ဒီကစားသွားခဲ့တဲ့ပွဲစဉ်ပေါ်မှာဒါဂျပန်နီးပြဆိုပေမဲ့နောက်ကနေပြီးတော့ဒါအသင်းအုပ်ချုပ်သူဆိုရင်ဥကြည်လင်တို့ပါတယ်လက်ထောင်နီးပြဆိုလည်းဒေါ်ဆန်းဆန်းသိန်းတို့ပါတယ်ဟိုမြန်မာတွေပဲအဓိကတော့ဒီ ကင်တွင်နေလို့ပြောလို့ရပါဘူးအဲ့တော့ဒီပွဲထွက်ကစားသွားခဲ့တဲ့အခြေအနေဒီအသင်းပေါ်မှာကိုစွန်ကြီးရဲ့အမြင်လေးလည်းပြောပြပါအောင်ဒီဥကြည်လွန်ကပြီးခဲ့တဲ့အာဆီယံပွဲမှာလည်းကဒီဂျပန်လီပြနဲ့ပူးပေါင်းပြီးပါဝင်လာတယ်ဟုတ်တယ်ဟုတ်တယ်နောက်ပြီးတော့အသင်းရဲ့ရာလက်တွေလည်းကောင်းလာတယ်ဟိုကစားပုံလည်းကောင်းလာတယ်ဟိုအရှာဗလာခြေစပွဲတည်းစားတယ်ဟုတ်ကဲ့နော်နောက်အခုမှဆိုရင်လည်းဥကြည်လွန်ဆက်ပါတယ်အုပ်ချုပ်သူအနေနဲ့ပြီးသွားတော့ဆန်းဆန်းလေးထပ်ပါလာတယ်အဓိကတော့ဂျပန်လီပြရူကေသူပထမဆုံးသူပွဲထွက်လာတဲ့ line နဲ့ဟုတ်ကဲ့ပေါ်တက်ဆေးရင်ပေါ်တက်ဆေးမှာဆိုရင်လည်းကျွန်တော်အနေနဲ့ဟိုလက်ခံတယ်ဟိုပွဲထုတ်တဲ့နဲ့ line နဲ့ပေးတဲ့ကစားသမားအများစု7ယောက်နဲ့သူပွဲထွက်လာတယ်လို့ကျွန်တော်မြင်မိတယ်ဒီကိုရဝါတာတော့ဒီပထမပိုင်း၄မိနစ်ကျော်၅မိနစ်လောက်မှာဝင်သိငီထွန်းရဲ့ဒါပထမဆုံးခွင့်ရေးရတယ်ဝင်သိငီကိုထွန်းရတယ်ဆော့ဖို့နော်ဆော့စီရဒီအစီအနေသားရဲ့အကောင်းဆုံးတိုက်စစ်မှုအကောင်းဆုံးဒီကိုသွေးဘယင်မဆုတ်တဲ့ဂုံဘုံနဲ့ညီအောင်ဝမ်းချမ်းဝမ်းကိုသူတွင်သွားတယ် အဲ့ဒါကိုတွေ့ရတယ်ဟုတ်ကဲ့ဒီပထမပိုင်းမှာဆိုရင်ဟိုတချို့နေရာလေးတွေအားနေနေတယ်အားနေနေတာလေးတွေကိုပြင်လဲဟာလေးတွေနည်းနည်းလောက်ကြတယ်နောက်ကြတဲ့အတွက်ကစားပေါ်ကနောက်မှာတောက်လျှောက်ထိုင်သွားတာမျိုးလေးနည်းနည်းတွေ့ရတယ်ဒုတိယပိုင်းမှာပေါ့နော်နောက်ဒုတိယပိုင်းမှာဆိုရင်ဖြူဖြူဝဲနာသွားတာတွေ့ရတယ်ဖြူဖြူဝဲကနာသွားပြီးသွားတဲ့နောက်ပိုင်းမှာကစားပေါ်လေးနည်းနည်းကျော့သွားတယ်ကျော်တိကျော့ရဖြစ်သွားတယ်ဒါမဲ့ဒီနေ့ကစားပေါ်ဝင် အရာကြည့်မယ်ဆိုရင်လူသားလဲပုံတွေရောဘာတွေရောအကုန်လုံးကတော့မှန်ကန်တယ်လို့ပဲကျွန်တော်မြင်တယ်ကိုစိုးရီးတို့ကျွန်တော်တို့အတူတူကြည့်ကြတာပဲအထူးသဖြင့်ပေါ့နော်ဒီဝင်ဝင်နဲ့မိထက်လူနဲ့နော်ဝင်ဝင်လိုက်ဝင်လာလူဝင်လာတယ်ပထမပိုင်းမှာတည်းကဒီခြေစွမ်းမပြနိုင်ဘူး open chance ကိုလည်းလွဲချော့ခဲ့တဲ့ဆန်းတော်တော်ဆန်းတော်တော်ဆိုခံစကောတိုက်စစ်ကိုဒီနေ့အတွက်သူပုံမှန်ခြေစွမ်းမှမရှိဘူးစိုးရင်စိတ်တွေများနေတယ်ဘောလုံးပြတ်များတယ်ဒီမကြခဏတန်ရန်ရတာမျိုးလည်းရှိတယ်ဆန်းတော်တော်ကိုထုတ်တယ်ခင်မမှုထုံးထုတ်တယ် ဒီဝင်ဝင်နဲ့မိထက်လူဝင်လာတယ်အဲ့ဒါလည်းတကယ်ကိုတိုင်မင်ကမှန်ကန်တဲ့လူသားလဲလဲမှုဟုတ်ကဲ့ကစားသမားနှစ်ယောက်ဝင်လာပြီးတဲ့နောက်ပိုင်းမှာမြန်မာအသင်းကကစားပုံပြန်တက်လာတယ်အတကယ်ပြန်ပြန်ပြီးတော့လုံနိုင်တယ်ပြန်မဲ့ကိုပြန်ပြီးတော့ဖိအားပေးနိုင်တာမျိုးတွေတွေ့လာရတယ်ဒီမိထက်လူရသွင်းသွားတဲ့ဒုတိယကိုဆိုလဲတော်တော်လေးကိုကောင်းတယ်မိထက်လူရကစားအားတွေ physical ဘိုင်းတွေကိုတော့ဒီဝေဖန်မှုတွေရှိတယ်ဒါပေမဲ့သူ့ရဲ့လူစိတ်နဲ့ဘိုင်းဆိုင်ရာ drainage မှု အဆုံးသက်ကောင်းလို့အဆုံးသက်ကောင်းလို့ကောင်းတာပေါ့ဒီကအပြင်ဒီဟွာပေါ့နော်နေစင်းနေပါရနေစင်းအဲ့လုံဆိုရင်ယွန်းလေးလမ်းကညာကျန်းနေပြီးတော့ကွက်တိချိုးပေးတယ်ချိုးပေးတဲ့အချိန်မှာမိသက်လူကိုဒီဖိလစ်ပင်းဘက်ကဆန်နာဘက်နှစ်ယောက်လုံးညှက်လာတာညှက်ထားတော့သူဟိုဘက်ညာဘက်ကိုထွက်မဲ့တစ်ချက်အယောင်ပြပြီးမှဘယ်လဲပြန်ကိုယ်ကိုယ်တိုင်မင်ကတိုင်မင်ကတိုင်မင်ကခေါင်းတိုက်သွားတာတကယ်ဝင်နေပြီးညာရအစင်းမြင့်တဲ့ကိုတကူတွေးလိုက်ရတယ်လို့ပဲမြင်တယ်ဟုတ်ကဲ့ပါအဲ့တော့ပထမပိုင်းပြီးမှကျွန်တော်သတိထားမိတာယွန်းဝရီလိုင်းကို ထက်လိုက်တယ်နော်ညတောင်မှမအောင်လဲလို့အဲ့ဒါတော်တော်လေးပထမပိုင်းပြီးသွားတဲ့ချိန်မှာဟုတ်ပါတော့အဆင်ပြေပါတော့ယုံရီလိုင်ကနည်းနည်းလေးပြဟိုကစားတာမှာနီးပြသိပ်မကြိုက်ဘူးလားတော့မသိဘူးဒါပေမဲ့သူ့ရဲ့ပါဝါနဲ့ကစားနိုင်စွမ်းကဒီလိုအခြေအနေမျိုးမှာလိုတယ်ပေါ့သူဝင်လာတယ်သူ့ရဲ့ cross ball ကနေမိထက်လူကခုံးနေတယ်တတ်တဲ့ဆန်တိုင်းပဲလူစားဝင်ကစားသမားတွေရဲ့ twin goal တွေဖန်တီးမှုတွေပြီးတော့ပွဲရလက်ကလည်းတက်ရိုက်ကြီးကြိုးတက်ရောက်မှုရှိခဲ့ဆိုတော့ဒီပေါ်မှာရောမြန်မာသင်ကစားသွားခဲ့တဲ့ခြေစွမ်းပြီးတော့ဒီအပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတော့ ီပွဲထွက်လာတဲ့လူစင်းပေါ်မှာရောကောင်းထက်အမြင်လေးလေးပြောပြပါဦးကျွန်တော်ကကိုစုံကြီးပြောသွားတာကိုကျွန်တော်တော်တော်များများလက်ခံဘာလို့တို့ဒီလူအပြောင်းလဲလောက်တာမှန်နေတာနည်းနည်းနောက်ကျတယ်ပေါ့နော်အဲပြင်တာကျွန်တော်ပထမပိုင်းတစ်ပိုင်းဆိုလို့ကစားအားကြီးကစားပုံကြီးကလုံးဝလေးနေတယ်ကွင်းလေမှာလည်းအဲ့လိုတိုက်စစ်ကိုလိုက်ပါပံပိုးနိုင်မှုချိတ်ဆက်ပေးမှုအပိုင်းမှာအားနေတယ်ကျွန်တော်တို့တို့တွေ့ရတယ်ပြီးလို့ရှိရင်မြန်မာအသင်းကဒီသူဘလို့ကစားကောင်းတဲ့ကစားလဲဆိုတော့ပြန်တွေးကြည့်ရတဲ့အခါမှာဒီ long pass တွေ အဲကောင်တာသွားနေရလားလောင်ပတ်စတင်နေဆော့နေရလားပြေလောင်ပတ်စတင်နေဆော့တာမှန်တယ်ဒါသူကောင်တာကိုသွားတဲ့အခါမှာသူ့ရဲ့ဘလုံးလမ်းကြောင်းနေရာဒီတိုက်စစ်များဦးတက်တဲ့ ကိုကိုနားမှာမရှိနေပဲねဘယ်ရင်းညာတွေဒီဘဲတောင်းမညာတောင်းမချော်နေတဲ့အတွက်သူ့ရဲ့ဒီ attacking လမ်းကြောင်းကြီးကတေသွားတာမျိုးကြီးကျွန်တော်တို့တွေ့ရတယ်အဲ့ချိန်မှာဒီပြောမယ်ဆိုလို့ဝင်းသိငင်ထုံးလည်းလောက်ခွက်ပျောက်တယ်ဝင်းသိငင်ထုံးကဘောလုံးရောက်ပဲမယ်မှန်သောနီးလန်းနဲ့လိုတီးကြတဲ့အချိန်အဲ့လိုအရာမျိုးနဲ့ဘောလုံးရောက်တာမဟုတ်ပဲねသူတယောက်တည်းရုံးကန်နေရတယ်ပေါ့နော်ဝင်းသိငင်ထုံးစီဘောလုံးမရောက်တဲ့အခြေအနေတွေများတာမျိုးကျွန်တော်တို့တွေ့ရတယ်ပြီးရင်အဲအပြောင်းလဲလှုပ်လိုက်တယ်အပြောင်းလဲလှုပ်တာမှန်တယ်ဒါပေမဲ့နည်းနည်းနောက်ကျတယ်ပေါ့နော်ဒါပေမဲ့အဲ့အပြောင်းလဲကြောင့်ပဲဒါကျွန်တော်တို့လိုချင်တဲ့ရလတ်တော့ရခဲ့တယ်နောက်တစ်ချက်ကကျွန်တော် ်ပေးလိုက်ရတဲ့ကိုပေးလိုက်ရတဲ့ကိုဆိုလို့ရှိရင်ဒါဂိုသမားရဲ့လိုအပ်ချက်လို့ကျွန်တော်အတိအကျရတော့ကျွန်တော်မပြောချင်ပါနဲ့ဒီလိုဘောလုံးမျိုးဟာဖန်ပြီးဖန်တဲ့နေပေါ့သူပြဒီလိုပြိုင်ပွဲမျိုးအာဆီယံရဲ့အမြင့်ဆုံးလို့ပြိုင်ပွဲမျိုးမှာပေါဝင်ကစားနေရဲ့လက်ရင်းအဆင့်ကစားသမားတယောက်အနေနဲ့ဒီလိုအမားမျိုးကပြဿနာရှိတယ်အဆုံးဖြတ်ဖြစ်သွားနိုင်တဲ့အခြေအနေတွေဖြစ်တယ်ဒါမျိုးကိုကျွန်တော်တို့ပြင်ရမယ်ပြီးနောက်တစ်ချက်ကတော့ကစားသမားတွေမှာစိုးရင်စိတ်ရှိတယ်ဖလစ်ပိုင်နဲ့တွေ့တာအကြောင်းလားတော့မပြောတတ်ဘူးအဲ့စိုးရင်စိတ်ကပဲသူတို့ရဲ့ဆုံးဖြတ်ချက်အမားတွေကိုဖြစ်စေတယ် ပေါ့နော်အဲအဲ့ဒါလေးတော့ရှင်းချရမယ်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ချက်ကကြတော့ပါလဲဆိုတော့ဘောလုံးကင်ပြီးပေးကြမှရှိတဲ့အခြေအနေပေါ့နော် အဲ့အဲ့မျိုးတွေကြာလို့ရှိရင်ကျွန်တော်တို့ဘယ်လိုအပြေရှာမလဲဒါကတော့နီးပြတယ်နီးပြအဖွဲဝင်တွေကစားသမားတွေနီးပြအဖွဲဝင်တွေအပိုင်းကနေရောဆွေးနွေးအပြေရှာပြီးတော့ကစားသမားတွေလိုက်ပါဆောင်ရွက်ရမယ်အပိုင်းဖြစ်တယ်နောက်ဆုံးတစ်ချက်ပြောချင်တာကဘာလဲဆိုတော့နီးပြကတော့သူလိုချင်တဲ့နေ့စနစ်တိုင်းကစားဖို့အတွက်ပြောထားပြီးသားဖြစ်လိမ့်မယ်အဲ့ဒီအာကိုလိုက်ပါဆောင်ရွက်ပြီးလိုက်လောက်ရှာနေကစားသမားတွေအချင်းချင်းကြားထဲမှာတော့နားလည်မှုလေးနည်းနည်းလွဲနေတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကလည်းဟိုဒီအသေးနိုင်နေရင်တော့ဒီ ဒီဘယ်လိုပြောမလဲဒီလိုအပ်ချက်ကမမြင်ရဘူးပေါ့နော်ဥမာဒီနေ့လိုပွဲလို့မျိုးနိုင်ဝါရဖြစ်တော့ဒီလိုအပ်ချက်ကဘာမှပြဿနာမဟုတ်ဘူးအနိုင်ပွဲရလာရနေလို့တကယ်လို့ရှုံးသွားပြီးနိုင်တဲ့ပွဲမှာမနိုင်ဘူးဟိုလိုချင်တဲ့ရလာမရဘူးဆိုလို့ရှိရင်လို့ရှင်တော့ဒီပြဿနာတွေကပို့ပြီးတော့ထင်ပေါ်လာမယ်ပြောစရာဖြစ်လာဟုတ်ကဲ့အဲ့တော့ဒီပထမအကြာဒီမေကုန်းမှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကဒီပြိုင်ပွဲမှာအမြင်ဆုံးအဆင့်ရစေချင်တယ်ကာလာဝင်ဖို့လိုချင်တယ်ရွှေမှန်းထားတယ်ဆိုရင်တော့ကျွန်တော်လိုအပ်ချက်တွေကိုပြင်ရမယ်ကစားသမားတွေအချင်းချင်းလဲတူးနဲ့တူးနားလည်မှုကိုပို့ပြီးတော့တည်ဆောက်နိုင်ဖို့လိုအပ်တယ်ဒါမှပဲ ျွန်တော်တို့လိုချင်တဲ့ဟာကိုရမှာဘူးဟုတ်ကဲ့ပါအဲ့တော့ဒါမြန်မာမျိုးသမီးသင်းကဒီဘက်မှာမြင်လဲရတာတိုင်ဘက်ကလည်းတော်တော်လေးရုပ်ပိုင်းဆိုင်ရာအရန်အကောင်းတယ်ပေါ့အကောင်းတယ်ပေါ့နော်ပြောချင်တာလူကောင်ကြီးတော့ထိတ်တိုက်ရင်ဆိုင်တဲ့နေရာမှာဒဏ်ရာပြဿနာလေးတွေမြင်ရတယ်ဒါဖြူဖြူဝင်းဆိုဒဏ်ရာကြောင့်လူစားလဲလဲရတယ်တခြားဒဏ်ရာရတဲ့အပိုင်းလေးတွေဒီနည်းနည်းပွဲပန်းသွားတဲ့ပုံစံမျိုးမြင်ရဆိုအဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့နောက်လာမဲ့ပွဲစဉ်ကမလေးနဲ့တင်ဒုတိယပွဲကတွေ့ရမယ်ဆိုတော့မြန်မာသင်းရဲ့လက်ရှိအခြေအနေပေါ်မှာကိုစွန်းကြီးရဲ့အမြင်လေးထပ်ပြီးပြောပြပါဦးဒီ ရုံးတာတော့ကျွန်တော်တို့ကနှစ်ဆလောက်ကျင်သွားတယ်ဟုတ်တယ် physical ဘိုင်းကွာရန်ကွာတယ် physical ဘိုင်းကွာတဲ့အပြင်ဟိုဘက်ကဘောလုံးမကစားတတ်တဲ့အသင်းမျိုးလားဆိုတော့မဟုတ်ပြန်ဘူးကျွန်တော်အမြင်ပြောရလို့ရှင်လက်ရှိအာဆီယံဒေသတွင်းမှာအကောင်းဆုံးအသင်းကဖိလစ်ပိုင်ပဲမျိုးကြီးပါဟုတ်ကဲ့ဘာကြောင့်လဲဆိုရင်သူတို့အာဆီယံပြိုင်ပွဲမှာပူဆွဲထားတယ်စီကိန်းရွှေတစ်စိတ်ယူထားတယ်ကမ္ဘာဖလားခြေစကွင်းရောင်းထားတယ်အများစုသည်စပိန်ွယ်ဘွားတွေညားတယ်ဒီကြည့်လိုက်ရတဲ့မြန်မာပြည်သက်တော်တော်များများလည်းတွေ့ပါပါ သူတို့ရဲ့ဘောလုံး skill တွေသူဦးချင်းကျွမ်းကျင်မှုတွေပါဝါတွေ speed တွေကိုကျွန်တော်တို့မရှင်းနိုင်ဘူးအဲ့လိုအသင်းမျိုးကိုကျွန်တော်တို့ဒီ2023စီဂိမ်းမှာလည်းနိုင်ခဲ့တယ်ပြီးခဲ့တဲ့ ASEAN Championship မှာတော့အသေးကြခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကဥစားမှုတွေနဲ့သူတို့ခြေပါကိုလိုက်ယူပဲအခုလည်း2-1နဲ့နိုင်တယ်ကျွန်တော်မြင်တာကတော့ဒီဖိလစ်ပင်းလိုအသင်းမျိုးကိုကစားလိုက်နေရမှာကျွန်တော်တို့ဒီကစားကွက်ချင်းပြိုင်လို့မရဘူးဖွင့်ကစားလို့မရဘူးဖွင့်ကစားတာလည်းကျွန်တော်ကိုအများကြီးပြရမယ် ကျွန်တော်တို့ကောင်တာနဲ့သွားရမယ်ဒီနောက်ဆုံးပြိုင်ပွဲတွေပြန်ကြည့်ရင်ကျွန်တော်တို့ဖလပိုင်ကိုအနိုင်ယူခဲ့တာဒီလိုပုံစံပဲဒီလိုပုံစံကစားမှပဲဖလပိုင်ကိုနိုင်နိုင်ရောက်နေတာပဲကျွန်တော်တို့လည်းတားရတယ်ဗျအာဆီယံရဲ့လက်ရှိစီးကိရင်းလက်ရှိချန်ပီယံဘီယန်နန်တော်မှပြီးခဲ့တဲ့နှစ်ကအုပ်စုထဲမှာဖလပိုင်ကိုရှုံးတယ်။ဘာကြောင့်ဖလပိုင်ကိုရှုံးလဲဆိုတော့သူတို့ဖွင့်ကစားလို့ဖွင့်ကစားတဲ့အချိန်မှာဖလပိုင်နေရဲ့ physical advantage နောက်ဘောလုံးပေါ်မြင်တဲ့အမြင် ဘာလို့လဲဆိုဥရောပအခြေစိုက်ကစားသမားတွေပါလာတဲ့အတွက်ကျွန်တော်အာဆီယံဒေသတွင်းကကစားသမားတွေတက်တဆင့်မြင့်နေတဲ့ဟာဗီယက်နမ်လောင်လုံးဝရှင်လို့မရဘူးထိုင်းလောင်လုံးဝရှင်လို့မရဘူးဗီယက်နမ်တို့ထိုင်းတို့ဒီဖိလစ်ပိုင်နဲ့တွေ့တဲ့အခါမှာ3ဂိုးလို့4ဂိုးလို့ရှုံးတယ်ဒီဘက်နှစ်ပိုင်းလည်းပဲဆက်ကြည့်အဲ့တော့မြန်မာဒီရုပ်ရက်ကြည့်လိုက်ရင်တော့ကစားကွက်တယ်မရဘူးကစားကွက်မရှိလို့ထင်ရတယ်ကျွန်တော်မြင်လာတော့အဲ့လိုမဟုတ်ဘူးအာဆီယံပြီးခဲ့တဲ့ပြိုင်ပွဲရောပြီးခဲ့တဲ့စီးကိန်းပြိုင်ပွဲမှာရောမြန်မာဖိလစ်ပိုင်ကဘောလုံးပေးကစားလာတာ ဘောလုံးပိုက်ဆိုင်မှုဂျာဂိုင်တော့မှကျွန်တော်တို့နိုင်တင်နိုင်ပဲနိုင်တယ်ဆိုနိုင်တာတေးကြတယ်အရင်ပွဲလေးမှလည်းနိုင်တယ်သို့တော့ကျွန်တော်တို့ဘယ်ဟာကိုသွားတင်လာလဲဆိုတော့အနိုင်ရလက်ဂိုးရလက်အဲ့ဒါကိုသွားတင်လာအဲ့ဒီမှန်ကန်တဲ့နီးပြူဟာကိုချမှတ်နိုင်လို့လေဒီအဖွင့်ပွဲမှာအရေးကြီးတဲ့ပွဲမှာကျွန်တော်တို့နိုင်လိုက်တယ်လို့မြင်တယ်ဒီပွဲတင်နဲ့ပတ်သက်ပြီးကျွန်တော်အမြင်အားအမြင်ရမြန်မာအသင်းအတွက်ကိုပြင်ဆင်နေတာလေးတွေတော့နည်းနည်းရှိတယ်အဲ့ဒါတွေဒီဘာလဲဆိုတော့စိတ်လှုပ်ရှားမှုလေးတွေကိုနည်းနည်းလျှော့ချဖို့ အစိတ်လှုပ်ရှားမှုတွေကြောင့်ကျွန်တော်ဒိန်ရစုံနေပန်နတီအေရီးယားထိတ်တေးဘဲညာတွေမှာမကြခလားဖောင်းမောတွေပြရတယ်မလူအပ်ပဲကော်လာတယ်ကေကံမောတွေပြရတယ်နော်ကေကံမောတွေပြရတယ်အဲ့ဒါတွေဒီမကိုးမဲ့လားမကိုးပါလားကျွန်တော်တို့ဂိုးပေါက်ကိုအများကြီးချိန်ကြောက်နိုင်တယ်အဲ့ဒီဟာကကျွန်တော်တို့မြန်မာမျိုးသမီးအသင်းဒီနေ့ပွဲစဉ်မှာပြင်သင်းတဲ့အဓိကအချက်တစ်ချက်လို့ပြင်သင်းခြင်းတဲ့အချက်တစ်ချက်လို့ကျွန်တော်ပြောခြင်းလဲနောက်ပြီးတော့ ျွန်တော်ဒီနေ့ပွဲမှာအရန်ယုံလိုက်ရတယ် physical အရာကိုကအနေရနေလိုက်ကြတာအဲ့လိုသူတို့တစယုံနေနေနေရာမှာကျွန်တော်နှစ်စယုံရတယ်ဒါပေမဲ့ပွဲစဉ်စရာရေးဆွဲမှုကဒီနေ့မှာကျွန်တော်တို့ advantage လေးပြန်ရတယ်ကျွန်တော်တို့ဒီ Philippines နဲ့ပွဲပြီးွားလို့ရှိရင်ဒီအုပ်စုရဲ့အားအနည်းဆုံးမလေးရှားနဲ့တွေ့ပါကျွန်တော် recover တိုင်းပြန်ရတယ်မလေးရှားနဲ့ကန်ပြီးွားမှာကျွန်တော်တို့ကနောက်ဆုံးဘီယန်နန်နဲ့အဆုံးဖြတ်ကန်ရမှာအဲ့တော့အဲ့ဒီပွဲစဉ်စရာရေးဆွဲမှုလေးကတော့ကျွန်တော်တို့မြန်မာမျိုးသမီးအသင်းပတ်မှာညနေသာပေးထားတယ်လို့ကျွန်တော်မြင်တယ် အခုကျတော့ဖလပန်ကိုနိုင်လိုက်ချင်းစီကျွန်တော်တို့ဒီဆီမီဖိုင်နယ်ကိုတက်ဖို့80ရာခိုင်နှုန်းသိကြွားသွားပြီတကယ်လို့သာဗီယက်နမ်နဲ့ပွဲမှာအနေဆုံးသိရကစားနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကအုပ်စုပထမအောင်မှန်းလင့်တယ်အုပ်စုပထမရမှသာတစ်ဖက်အုပ်စုကနေတက်လာမယ်အုပ်စုပထမအနေနဲ့သိကြပေါက်တက်လာမယ်အရှင်ထိုင်းကိုရှောင်လို့ရမှာအရှင်ထိုင်းလိုသင်းမျိုးကိုထိုင်းကွဲမှာထိုင်းပြည်သက်ရှိမှာကစားတာဆီမီဖိုင်နယ်မှာကစားရတဲ့ဆာလို့ရှိရင်ဘိုလ်ဒီပွဲမှာတွေ့တာပိုကောင်းတယ် အဲ့တော့ကျွန်တော်တို့ဒီပထမအဆင့်ခြေလမ်းကတော့အောင်မြင်သွားပြီဒုတိယပွဲမှာလည်းကျွန်တော်အမြင်ရတော့မလေးရှားကမြန်မာရဲ့ပြိုင်မှာမဟုတ်ဘူးတေချာပေါက်မြန်မာနိုင်ပဲတေချာပေါက်လည်းမြန်မာနိုင်သင့်တယ်ပေါ့နော်ဟုတ်ကဲ့ပြီးသွားရင်ဗီယက်နမ်နဲ့ပွဲမှာကျွန်တော်တို့မနစ်ကလိုမျိုးမရှုံးမှုလိုတယ်အုပ်စုလည်းပါမနစ်ကကျွန်တော်တို့ကဖိလစ်ပိုင်ကိုနိုင်ပြီးမှဗီယက်နမ်ကိုရှုံးတဲ့အတွက်အုပ်စုဒုတိယဖြစ်သွားခဲ့အဲ့လိုမျိုးမဖြစ်အောင်ဗီယက်နမ်နဲ့ပွဲအတွက်ကိုအခုလေးကကြိုးပြီးတော့ဒီ strategy ကိုညီပြပါပိုင်းကိုတေချာချမှတ်တဲ့ ကစားသမားတွေအနာရဖို့လန်လန်ဆန်းဆန်းဖြစ်နေဖို့ကြံခိုက်မှုပြေဝနေဖို့အတွက်အဲ့ဒီဟာတွေကိုဒီနေပြအဖွဲ့အနေနဲ့လေးထားပြီးတော့အခုချိန်မှာပြင်ဆင်နေအခုချိန်မှာတော့ကစားကွက်တီတင်းဝေါ့တွေပါလေဆိုတော့လုပ်ဖို့အချိန်လည်းမဟုတ်ကစားသမားတွေအင်ပြီးအားပြင်းနေစိတ်တပိုင်းဆိုင်ရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာရောအကောင်းဆုံးအနေထားဖြစ်အောင်ပဲ motivation လုပ်ပေးရမယ်အနေထားမျိုးလိုပဲကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါအဓိကကတော့ဒီနောက်တစ်ပွဲအတွက်ကြံ့ခိုင်မှုအပြည့်နဲ့ recovery ဖြစ်ဖို့လိုတယ်တိုင်ရာပြဿနာတွေကဘယ်လောက် ကြီးလဲဆိုတာကျွန်တော်တို့တေချာတော့မသိရတော့နော်တို့နောက်ဘွဲမှာကစားနိုင်မလားမကစားနိုင်မလားပြီးတော့ဒီနေ့ဆိုဖြူဖြူဝေးငါထွက်သွားရပါတော့ရုပ်ရင်းမိတယ်ပြီးတော့တိုက်စစ်ပိုင်းလေးတော့ကျွန်တော်နည်းနည်းလေးဟိုပေါ့နော်တိတ်အားမရဘူးတော့တိုက်စစ်မှာခင်မိုမိုထွန်းတို့ဒီစမ်းတော်တော်တို့နဲ့လေကွန်းလေဒီချစ်ရချိတ်ဆက်မှုပေါ့နော်ဒီဝင်းသိန်းကြီးထွန်းတဲ့ချိတ်ဆက်မှုတွေမှာလိုအပ်ချက်လေးတွေရှိရလို့မြင်တယ်ယူပါခိုင်ဆိုပထမပိုင်းပြီးမှတည်းကလူစားလိုက်လေရအဲ့တော့လာမယ့်ပွဲမှာရောအခု ခြေစွမ်းပြပြီးတော့ဂိုးသွင်းသွားတဲ့ကစားသမားတွေကယွန်ရီလိုင်းတို့မီထက်လူတို့လိုကစားမမျိုးတွေဝင်းဝင်းတို့လိုကစားမမျိုးတွေအပြောင်းလဲဖြစ်လာနိုင်လာအဲ့တော့နောက်လာမယ့်ပွဲပေါ်မှာညီလေးရဲ့အမြင်တွေဒီကစားသွားခဲ့တဲ့ထဲအားသာချက်အားနည်းချက်လေးနဲ့ဘာတွေပြင်ဆင်နေလဲဆိုတဲ့အပိုင်းလေးလည်းပြောပြပါဦးဟုတ်ဒီအသင်းမှာအားသာချက်ရှိတာကလူသားဝင်ကစားသမားအစင်အာရအတောင့်တင်းတယ်ဒီနေ့ပဲဒီလိုဒီအပြောင်းလဲလုပ်လိုက်တယ် ကစားနိုင်တယ်ပူကောင်းတာမျိုးပူကောင်းတဲ့အခဲချင်းမျိုးဒါကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ဒီဘောလုံးဟာအတင်းလိုက်ကစားရတဲ့နီးဖြစ်တဲ့အတွက်ကျွန်တော်တို့အရှိမလဲတဲ့ကိုစုညင်ကျွန်တော်ဆွေးနွေးခဲ့ဘူးဆိုလိုပဲစီနီယာကစားသမားနဲ့ဂျူနီယာကစားသမားကြားရတဲ့လင့်ကပျောက်နေလို့တော့မရအောင်ဒါအတင်းလိုက်စုစည်းမှုကစားရတဲ့အကစားနေဖြစ်တယ်အ ਨੇ ဆုံးတော့တယောက်ကိုတယောက်ဘာကူပေးနေရမလဲဆိုတာထက်ဒီအတင်းလိုက်ကျွန်တော်တို့ဘလိုမျိုးတွားလို့ရှိရင်တချို့အရာတွေကိုတွန်းလှန်နိုင်တယ်တချို့အရာတွေကိုကြော်ဖြတ်နိုင်တယ်ဆိုတာမျိုးတော့ကောင်းကောင်းနားလည်ထားဖို့တော့လိုတယ်အဲ့တော့ဒီမလေးရှားနယ်ပွဲကတို့ဒီဘလိုနီးနဲ့ပဲတော်တော် တွက်ကျွန်တော်တို့နိုင်သင့်တယ်ဆိုတာကနိုင်ကိုနိုင်ရမယ်ပွဲပေါ့နော်နိုင်အောင်ကစားဖို့လည်းလိုတယ်အဲ့တော့နိုင်အောင်ကစားဖို့အတွက်လည်းကျွန်တော်တို့မှာဒီလူစားဝင်နေတဲ့ကစားသမားတွေကအဆင်သင့်ရှိနေတယ်အဲ့တော့ကိုစိုးကြီးပြောသလိုပဲကျွန်တော်တို့ VNN နဲ့ပွဲအတွက်တော့အမေအားဖြင့်လန်းဆန်းနေတဲ့လူစင်းကိုတော့တိစောက်ထားဖို့လိုတယ်။ဒါပေမဲ့လည်း VN နဲ့ပွင့်တဲ့ပွဲမှာတေရလက်တော်လကောင်းအခြားရလက်တစ်ခုတော်လကောင်းထွက်သွားလို့လည်းမရပြေဘူး။ဘာလို့ကျွန်တော်တို့အုပ်စုပထမအဆင့်လိုချင်တာ။ပထမအဆင့်ကိုရတော့မှာ ဒီ ancient ဘခုဘခုတစ်ဖက်အုပ်စုကဒါပထမနေရာနဲ့တက်လာနိုင်တဲ့ time ကိုကျွန်တော်တို့ရှောင်လွှဲနိုင်မှာအုပ်စုပထမအဆင့်ကိုရဖို့အတွက်ဆိုလို့ရှိရင်မလေးရှားနဲ့ပွဲရလဲအရေးပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်မှုလို့ရဘလို့အမားရင်းမျိုးမှကျွန်တော်တို့ဖြစ်ဖို့ဖြစ်လို့မရအောင်အဲ့တော့နီးပြားအနေနဲ့မလေးရှားနဲ့ပွဲကိုဘလို့မျိုးချင့်ကပ်မလဲပြင် Vienna နဲ့ပွဲအတွက်ဘလို့လူချမ်းမလဲဒါကတော့သူ့အပိုင်းဖြစ်သွားပြီဒါပရိသတ်အနေနဲ့ကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ကျွန်တော်မြင်တယ် ဟုတ်ကဲ့ပါအဲ့တော့ဂိုးသမားလေးရဲ့အမားတော့ရှိခဲ့တာမှန်ပါမယ်သူ့ရဲ့ကာကွယ်မှုတွေပြီးခဲ့တဲ့အာဆီယံပြိုင်ပွဲမှာတွေအကောင်းဆုံးဂိုးသမားဆုရခဲ့တာလက်ဆွပြခဲ့တာလည်းရှိတယ်နော်သူသူလက်ဆွပြပြီးတော့ကာကွယ်ခဲ့တာလည်းရှိခဲ့ပါချိန်၃ချိန်လောက်ရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီဂိုးသမားလေးရဲ့ဒီအမားလေးကိုလည်းတိတ်ပြီးတော့ highlight မလုပ်ချင်ပါဘူးသူဒီထက်ပိုပြီးသူကလက်ဆွလန်းစားရှိတဲ့ဂိုးသမားတယောက်ပါနည်းနည်းလေးပဲသူ ဒီဟိုကတော့စိတ်လို့ရှာပါတော့လေပေါ့ပါလဲပါမယ်ထင်တယ်ဘာလို့လဲဆိုတော့စိတ်လို့ရှာနေတာကြောင့်တိုင်ဘွဲရဲ့အကောင်းဆုံးကိုယ်စုမစုသူရခဲ့တယ်သူအများကြီးတက်တေပြလုံပြခဲ့ပြီးသွားပါပြီတကယ်လို့ဒါသူတို့ဒါကြားလိုက်ရင်ကျွန်တော်ဟိုစိတ်တည်ငြိမ်မှုလေးကိုပဲသူအားလုံးသူမှအရေးသွေးရှိပြီးသားမြမလက်ရွေးစင်မျိုးသမီးချင်းတို့အများကြီးလုံပြပြီးသွားပြီဆိုတော့လေသူတက်တေပြပြီးသားပါဒီနေ့ပွဲမှာလည်းသူစိတ်လုံခဲ့တဲ့ဟာလေးနှစ်ချိန်သုံးချိန်ထပ်မလဲရှိခဲ့ပါလားမှန်ကဲ့ပါမှန်ပါတယ်သူကတကယ်လက်စွမ်းရှိတယ်ဆိုတော့ကျွန်တော်တို့မြင်ပြီးသားပါအဲ့တော့ တေချာရာကတော့ကျွန်တော်အမျိုးသမီးအသင်းနဲ့ပတ်သက်ရင်ကျွန်တော်ကအနိုင်ဆုံးစီမီဖိုင်နယ်တက်မယ်ဘောလူပဲရောက်ဖို့အမြဲတမ်းမှန်းထားတာဆိုတော့ဒီထက်ပိုကောင်းကျင်တာလေးတော့ကျွန်တော်တို့ရဲ့ရင်းထဲမှာရှိရပါတော့လိုအပ်ချက်လေးတွေပို့ပြီးတော့ဟိုကောင်းသွားစေချင်တယ်နောက်လာမယ့်ပွဲတွေမှာဒီထက်ပိုကောင်းတဲ့အသင်းကိုလည်းမြင်ကျင်ပါတယ်အခုလိုအဖွင့်ပွဲစဉ်မှာနိုင်ပွဲရလိုက်တဲ့အတွက်လည်းအများကြီးဂုဏ်ယူတယ်ရှစ်လာမယ့်ပွဲတွေမှာပိုကောင်းတဲ့ခြေစမ်းရမွယ်လို့လည်းမျှော်လင့်ပါအဲ့တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုစွန်းညီရဲ့ဒီအပိတ်စကားလေးလည်းပြောပြပါအောင်ဗျဟုတ်ကျွန်တော်နဲ့ဒီကောင်းထက်နဲ့ ိုင်မွေးမတိုင်ခင်ကဒီမျိုးသမီးသင်းချောင်းကိုပြောဘူးတယ်အဲ့တော့ကကျွန်တော်ပြောခဲ့တဲ့စကားလေးကိုပြန်ပြောချင်ပါတယ်အဲ့တော့အခြေအနေပေါ့နော်ဒီအုပ်စုခွဲဝေမှုပြမြန်မာအသင်းရဲ့အသင်းအနေနဲ့မတော်တဆအုပ်စုကပြုတ်ကောင်းပြုတ်သွားနိုင်တယ်ရွှေမှန်းလောက်တဲ့စုခွဲမှုတွေကတော့မတောက်တယ်မဟုတ်ဘူးရှိတာလည်းမှန်တယ်သို့တော့အုပ်စုခွဲဝေမှုပြကျက်တယ်ဟိုအရန်ကျက်တယ် group order လို့တောင်ပြောလို့ရတယ်အုပ်စုကနေခြေကျော်လက်ကျော်ဖြစ်ပြီးထွက်သွားနိုင်တဲ့အနေအထားမျိုးရှိရှိနိုင်တယ်လို့ကျွန်တော်သုံးသပ်ခဲ့တယ် ဒါပေမဲ့အခုပွဲစဉ်မှာကျွန်တော်တို့ရဲ့အဓိကပြိုင်ပွဲဖိလစ်ပိုင်ကိုနိုင်လိုက်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီကြားလေးကိုပြင်တက်ဖို့အခြေအနေအရန်ကောင်းသွားပြီတက်ပြီလို့တော့ပြောလို့မရသေးဘူးပေါ့နော်သို့တော့အရန်ကောင်းသွားပြီအဲ့တော့ဒီကျွန်တော်တို့မြန်မာလက်ရွေးတဲ့မျိုးသမီးအသင်းလိုနေတဲ့စီးကိန်းရွှေတစိမ့်စုကိုဒီနှစ်မှာကျွန်တော်တို့အိမ်မက်မခွင့်တော့လက်ရှိချိန်မှာ ရနေပြီလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီအသင်းပေါ်မှာတော့ဒါတနိုင်ငံလုံးအတိုင်းတာနဲ့အများကြီးမျှော်လင့်နေကြပါပါယုံလဲယုံကြည်ပါတယ်ကျွန်တော်တို့လည်းမြန်မာမျိုးသင်းပင်းနေမဲ့ဟမ်โอเคโอเค go ကျွန်တော်တို့ဒါမြန်မာအမျိုးသမီးသင်းနဲ့ပတ်သက်ရင်အမြဲတမ်းပေါ့နော်တို့ရဲ့ခြေစွမ်းတို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ရင်အမြဲတမ်းလဲကျွန်တော်တို့ဂုံယူပြီးသားလေးစားပြီးသားပါအဲ့တော့ဒီအခုပြောခဲ့တဲ့ဒီ topic နဲ့ပတ်သက်ပြီးတော့ကောင်းထက်ရဲ့အပိတ်ဒါစကားလေးလည်းပြောပြပါဦး ကျွန်တော်လက်ရှိစုဖွဲ့မှုအရန်သဘောကြသဘောကြရတော့သူတို့အဲ့လိုတမိုင်းမှာမှတ်တိုင်ကြံရင်နိုင်အောင်မြင်မှုမျိုးရရှိခြင်းလေဒါကျွန်တော်ဘူရင်စိတ်ကြောင့်ပုံမှန်လည်းပြောပြတာဟိုဒီအခြားဘလို့တူးချင်းစုစိတ်တွေရသည်ဖြစ်စေမရသည်ဖြစ်စေအဲ့ဒါအချိန်တိုင်းပျောက်ွယ်သွားမှာပဲဒီအသင်းကအရန်ကောင်းတဲ့အတွက်အာဆီယံပြိုင်ပွဲစီးကိမ်းမှာရွှေရခဲ့ရွှေရခဲ့တဲ့ပုံမှာဘလို့ဘလို့တွေဆွမ်းဆောင်ပြခဲ့ရဆိုတော့မျိုးကျွန်တော်အရင်ဖြစ်စေခြင်းလို့အဲ့လိုဖြစ်စေခြင်းတဲ့အတွက်ကြောင့်ပဲဒီပွဲကနိုင်ပွဲတကယ်ဆိုလို့ကျွန်တော်ကောင်းတာတွေပဲရွေးပြီးချီးကျူးနေခဲ့ရမှာပေါ့နော်ဒါမှကျွန်တော်ပြောမထွက်ဘူးဘာလို့လဲဆိုတော့တခခုထပ်ပြီးလွဲချော်သွားရင်ဟော မြင်ကောင်းခွာလေးဆိုတာမျိုးကျွန်တော်မဖြစ်စေချင်အဲ့တော့ဒီအသင်းကိုပိုကောင်းစေချင်တယ်ဟိုကျွန်တော်လိုလူမျိုးထောက်ပြတာကအရေးပါခြင်းမပါမယ်ဒါပေမဲ့ဟို လိုအပ်ချက်တွေကိုပြင်ဆင်ပြီးတော့ကောင်းတဲ့ဟာပို့သွားနိုင်တော့ဒီသင်းကအောင်မြင်မှုရဖို့ရနိုင်တဲ့အခြေအနေမှာရှိရပေါ့နော်အဲ့တော့ဒီရှေ့လျှောက်ပွဲတွေကျွန်တော်တို့ဆက်လက်ဆောင်ကြည့်မယ်အားပေးကြမယ်ပြည်သက်တွေလည်းဒီတိုင်းဖြစ်မယ်ဒီကစားသမားတွေကစစ်စစ်လုံးလုံးနဲ့စူးစမ်းမယ်ဒီရွေးချယ်မှုတွေမှန်ကန်မယ်ချင်းကမ်းမှုနည်းလမ်းတွေကောင်းမှမယ်ဆိုလို့ရှိရင်အောင်မြင်မှုကိုကျွန်တော်တို့ရနိုင်မယ်အဲ့ခါကြလို့ရှိရင်ကျွန်တော်တို့အတူတူအောင်ပွဲခန့်ကျင်တယ်ဒီအသေးစုဖွဲ့မှုကိုလည်းတမိုင်းမှာအာဆီယံမှာချန်ပီယံဖြစ်ခဲ့တယ်ဆိုရယ်စီကိမ်းမှာချန်ပီယံဖြစ်ခဲ့ရယ်ဆိုရယ်မှတ်တိုင်မျိုးကျွန်တော်ရားစီခြင်း ဒါပါပဲမှန်ပါတယ်အခုလိုဝင်းသိမ့်ကြီးထွန်းတို့လိုမျိုးဆက်မှာတော့အောင်မြင်မှုတစ်ခုခုပေါ့နော်ဒီလိုအာဆီယံပြိုင်ပွဲမှာရွှေစစိတ်တစ်ခုခုတော့ရသွားစေချင်တယ်သူတို့ဆိုရင်ကစားသမားဘဝအမြင့်ဆုံးကိုရောက်နေပြီဟုတ်ကဲ့ပါဒီရှေ့လျှောက်ပြီးတော့ဒါဒီလိုအောင်မြင်မှုတွေရဖို့အတွက်လည်းကျွန်တော်အများကြီးဒါအားပေးနေမှာပါအခုလိုကျွန်တော်တို့ရဲ့တင်ဆက်မှုလေးတွေကိုလည်းပြည်သက်တွေသဘောကျလိမ့်မယ်လို့ထင်ပါတယ်ဒီ season ကိုပါဝင်တင်ဆက်ပေးခဲ့ကြတဲ့ကိုစွန်းညီရောကောင်းထက်ကိုရောကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ